လင်းနဲ့မယားနှစ်ဦးရှိတယ်ဆိုပါစို့အမျိုးသမီးဖြစ်တဲ့သူကဒီနှစ်တကူအခါလေးမှာသူ့ရဲ့ကုမ္ပဏီကနေမှာနှစ်တကူလက်ဆောင်လေးတွေရရှိလာခဲ့တယ်။အဲ့ဒီလက်ဆောင်လေးတွေကတန်ဖိုးကြီးကြီးမားမားတော့မရှိပါဘူး။အဲတော်တော်လေဒီလက်ဆောင်လေးတွေကအိမ်မှာသုံးဖို့အတွက်အရန်အဆင်ပြေတယ်။အဲ့ဒီခါကျတော့သူကဒီလက်ဆောင်လေးတွေအိမ်ကိုပြန်ယူလာပြီးတော့အိမ်လက်ကျောင်းကိုသူ့ရဲ့ အမေဖြစ်တဲ့သူပုံစံတာပေါ့ဗျာအဲ့တော့အမေတမီးဒီလက်ဆောင်လေးတွေရလာခဲ့တယ်အဲ့တော့တမီးအမေတို့ရှိလာတဲ့ခါကြလို့ရှိရင်အာဒီလက်ဆောင်လေးတွေနဲ့တမီးလာပြီးတော့ဒါအမေတို့ပြီးချင်ပါတယ်ဆိုပြီးတော့ဖုန်းဆက်တဲ့ခါကျတော့သူ့ရဲ့အမေဖြစ်တဲ့သူကဘာပြန်ပြောသလဲဆိုလို့ရှိရင်တမီးဒီလက်ဆောင်လေးတွေအမေတို့စီယူမလာပါနဲ့တမီးအိမ်အောင်ကြပြီးတဲ့နောက်ပိုင်းခရေက အမေကသမီးတို့နဲ့ဆိုင်တာဆိုင်တာပါမပိုင်တော့ဘူးဒီတော့သမီးသာသမီးရဲ့ခင်မောနဲ့သမီးရဲ့ယောက်မသူတို့ကဒါဒီပစ္စည်းလေးနဲ့ကတော့လိုက်ပါတဲ့အမေကိုစိတ်မပူပါနဲ့အဲသမီးရဲ့မိသားစုနဲ့သမီးဘွားကိုဒါစိတ်ပူပါတဲ့ဆိုတော့မိမဖြစ်တဲ့သူကငိုင်းချသွားတာပေါ့ဗျာအဲ့ဒီခါ အမျိုးသားဖြစ်တဲ့သူဘက်ကိုလှည့်လာတယ်။လှည့်လာပြီးတော့သူစကားပြောလို့တယ်။ကျမကရှင့်ကိုချစ်လို့ယူထားတာ။ပြီးတော့ရှင့်နောက်မှာလိုက်ပြီးတော့နေလာခဲ့တာ။ဒါပေမဲ့ကျမမှာလည်းမိသားစုရှိတယ်။ကျမမိသားစုကိုလည်းကျမဆောင်ရှောက်ခြင်းနဲ့ပြုစုခြင်းနဲ့တို့တော်လေအခုဖြစ်နေတာကရှင်တို့ရဲ့မိသားစု ရှင်တို့ရဲ့မိဘတွေ ကျမကိုဘာလို့ချုံနှောင်ထားခြင်းရတာလဲတဲ့ကျမကရှင့်ကိုချစ်လို့လက်ထက်တာရှင့်မိသားစုလက်ထက်ထားတာမဟုတ်ဘူးလေဆိုပြီးတော့မျိုးသမီးရတာပြောတာပေါ့ဗျာအဲ့ဒီကကြတော့အမျိုးသားကလည်းတော်တော်လေးစဉ်းစားသွားမိတာပေါ့ဗျာဆိုတော့ဒီအကြောင်းအရာလေးကဆ iam 99စနေရဲ့ဒီ Facebook page မှာတင်ထားတာရှိပါတယ်သူဘာသာပြန်ပြီးတော့ညှဝေထားတဲ့အဲအကြောင်းအရာလေးပါဆိုတော့စိတ်ဝင်စားတယ်တော့ဖတ်ကြည့်ပါနော်ဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြောချင်တာက အမျိုးသားနဲ့အမျိုးသမီးနှစ်ဦးကအိမ်အောင်ကြလာတဲ့အခါကြလို့ရှိရင်အာကျွန်တော်တို့ထုံးလန်းတလေးအရာရောင်းနှောက်စတုံးပါဆိုပြီးတော့တတ်မှတ်ကြပါမယ်တကယ်တကယ်လူတွေရဲ့သဘောနဲ့လူတွေရဲ့အတ္တတွေကြောင့်လူတိုင်းကတော့ကိုယ့်ဘက်ကိုကြည့်ချင်ကြတဲ့လူတွေကြည့်ပါပဲဒီတော့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချက်လေးနှစ်ချက်ကိုထုတ်ပြီးတော့ကျွန်တော်ထင်မြင်ချက်လေးကိုပြန်လည်ပြောပြချင်ပါတယ်ဒီလိုမျိုးပြဿနာကြုံတွေ့နေရတဲ့အိမ်တော်တွေရှိတဲ့ဆိုရင်ဆက်ပြီးတော့နားထောင်ပေးပါဒါနဲ့စကားမဆက်ပါတော့ကျွန်တော်မှလည်း content creation နဲ့ပတ်သက်တဲ့သင်တန်းလေးရှိပါတယ်။အဲ Facebook တို့ YouTube တို့ TikTok တို့မှာ income ရှာချင်တဲ့သူတွေ content ဘယ်လိုဖန်တီးရမလဲဆိုတာလည်းကျွန်တော်ပြပြပေးထားတဲ့သင်တန်းဖြစ်ပါတယ်။စိတ်ဝင်စားချက်ပေါ်မှာလာမေးပါ။ Okay ။ဟုတ်ပြီ။အဲ့တော့ကျွန်တော်ပြောမယ့်အကြောင်းအရာနှစ်ချက်ကတော့ပထမဆုံးတစ်ချက်ဒီအတ္တနဲ့ တဘာဝအတ္တနဲ့တဘာဝဖြစ်ပါတယ်အတ္တဆိုတာကတော့လူဖြစ်တာဖြစ်တဲ့အတွက် လူတွေမှာနော်လောဘတွေဒေါသတွေမောဟတွေနဲ့ရှင်သန်နေကြရတယ်အတ္တကဘယ်နေရာမှာပါနေတယ်လဲဆိုရင်ကျွန်တော်တို့စပြီးတော့မွေးဖွားလာကလေးကကိုယ်မိသားစုနဲ့ကိုကအမြဲတမ်းလက်ပေါင်းတည်နေလာခဲ့ရတာဖြစ်တဲ့အတွက်လူတိုင်းမှာကိုယ်မိသားစုအတွက်ပဲဆိုပြီးတော့ မွေးကလေးရ program လုပ်ပေးလာတဲ့ရိုက်ထုတ်ပေးလိုက်တဲ့စိတ်ကပါလာပြီးသားပေါ့နော်။ငါမိသားစုအတွက်ငါသားသမီးအတွက်ငါညီကောင်မောင်နှမအတွက်ငါအိမ်အတွက်ဒါမျိုးလေးတွေပေါ့ဗျာ။အတားပေါ့။ဆိုတော့ဒီနေရာမှာဒါကတဘာအဝိုင်းရဖြစ်လာတဲ့ programming လို့လည်းပြောလို့ရတယ်ပေါ့နော်။အဲ့ဒီခါကျတော့အိမ်အောင်ပြုခြင်းနဲ့ဘယ်လိုပတ်သက်တယ်လဲဆိုလို့ရှိရင်အိမ်အောင်ပြုတဲ့အခါမိမိတို့ရဲ့ လူတဘာဝအရာချစ်ကြိုက်တယ်ချစ်ခင်ဆုံးမတယ်မျက်နိုးတယ်ကျင်နာတယ်မှန်တယ်နောက်ဆုံးအတူတူနေခြင်းလို့ပေါင်းသင်းဆက်ဆံကြတယ်ပေါင်းသင်းဆက်ဆံတဲ့အခါကျတော့ဒီအချစ်ရဲ့အိမ်တော်ရေးတီဒီနှစ်ဦးနဲ့သာကျွန်တော်တို့သက်ဆိုင်ပါတော့တယ်သူတို့ရဲ့မိဘတွေနဲ့ပြောရလို့ရှိရင်တော့မသက်ဆိုင်တော့ပါဘူး ယောက်ျားကိုမိန်းမပိုင်တယ်လို့မိန်းမကိုလည်းယောက်ျားပိုင်ပါတယ်။ဒါလေးကိုအရင်ဆုံးကျွန်တော်တို့သိဖို့လိုပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့လူမှု society ရဲ့ချမှတ်ထားတဲ့စီမင်းအရာပေါ့ဗျာ။အဲ့တော့တဘာဝနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်တော့ morally အရာပေါ့နော်။ morally အရာဆိုရင်တော့အဲ့လိုတတ်ဆိုင်ပေမဲ့လေကျွန်တော်တို့မှာအမိဘနော်တာသမီဝတ်မိဘဝတ်ဆိုတဲ့အဲကျင့်ဝတ်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလည်းထပ်ပြီးတော့ ဒီမိဘတွေကိုပြန်လဲကြိတ်ချုပ်စောင့်ရှောက်ခြင်းနဲ့စိတ်လေးတွေအားလည်းဒါရှိကြပြန်ပါတယ်ဆိုတော့ပထမဆုံးပြဿနာဖြစ်တဲ့ဒီအတ္တနဲ့တဘာဝအနေမှာဘာအကျိုးဆက်ဖြစ်နိုင်လဲဆိုလို့ရှိရင်အဲ့လိုမျိုးရှေ့ကပြောခဲ့တဲ့စိတ်တွေကြောင့်ဒီအမျိုးသမီးနဲ့အမျိုးသားဟာနှစ်ဦးအတူတူဟလာနေချင်းကနေမှနှစ်ဦးတယောက်တည်းမဟုတ်ဘဲနဲ့သူတို့ရဲ့ပတ်သက်ဆက်နွယ်ရာမိသားစုတို့မဟုတ်ပတ်ဝန်းကျင်ကိုရောက်ရှိသွားပြီဆိုရင်သူတို့ကပျော်ရွှင်မနေဘူး အာဒီမိသားစုရင်းမှာအဆင်ပြေမနေဘူးဆိုလို့ရှိရင်ဒီအိမ်ထောင်ရေးကြီးကအဆင်ပြေနေမလားပေါ့နော်ဒါလေးကိုစဉ်းစားဖို့လိုတယ်အဲ့ဒီတော့ဒီအတ္တနဲ့သဘာဝမှာကျွန်တော်တို့အမျိုးသားဖြစ်တဲ့သူပဲဖြစ်ဖြစ်အမျိုးသမီးဖြစ်တဲ့သူပဲဖြစ်ဖြစ်ကိုယ့်ဘက်ကိုယ်တော့စွဲချင်ကြတာများပါတယ်အဲ့တော့အမျိုးသားဖြစ်တဲ့သူကလည်းကျွန်တော်တို့အိမ်ထောင်ပြုကြပြီဆိုလို့ရှိရင်ဒီမိမကငါ့ရဲ့အမေငါ့ရဲ့အဖေနဲ့နင်တို့တဲ့အောင်ပေါင်းအောင်မယ် အဆင်ပြေအောင်ပေါ့အောင်မယ်။ရောင်နှောက်စတုံးပါဖြစ်တဲ့အတွက်ငါတို့နဲ့အတူတူလိုက်ပြီးတော့နေရမယ်။အဲအဲ့ဒီခါကျတော့ငါ့ရဲ့အုတ်ထင်းအုံမှာရှိပြီးတော့ဒီအမျိုးသမီးဖြစ်တဲ့သူကိုဒီလိုမျိုးဖြစ်စေချင်ကြတယ်။ဟုတ်လား။ဟုတ်ပြီနော်အဲဒါမျိုးလေးတွေကျွန်တော်တို့ဖြစ်တတ်ကြတာပေါ့နော်ဟုတ်ပြီအဲ့တော့ပထမဆုံးဒါ problem ပေါ့နော် problem ဖြစ်ပါတယ်အတ္တနဲ့သဘာဝနဲ့ ဖြစ်တည်လာတဲ့ problem လေးပါအဒုတိယတစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရှေးရိုးအစင်လာနဲ့ခစ်တဲ့အိမ်ထောင်ကြီးဘာလဲရှေးရိုးအစင်လာနဲ့ခစ်တဲ့အိမ်ထောင်ကြီးအဲ့တော့ရှေးရိုးအစင်လာကတော့ရှေ့မှာပြောခဲ့တဲ့ရောင်နောက်စထုံးပါဆိုတော့အချက်ပေါ့ဗျာပြီးရင်ချွေးမဖြစ်တဲ့သူကအိမ်နောက်အိမ်ရောက်လာပြီဆိုလို့ရှိရင်ယောက်ျားရဲ့မိသားစုအရေးကိုပဲဆက်လက်ပြီးတော့ ဒါတာဝန်ထမ်းဆောင်ရင်းနဲ့ပဲယောက်ျားရဲ့အလိုကိုလိုက်ယောက်ျားရဲ့အထင်ချုံမှုအောက်မှာပဲအများရန်နေလင်ကိုဖျားတားကိုသခင်ဟလာဒီလိုပုံစံမျိုးပေါ့နော်အဲထားကြရတဲ့သဘောပေါ့ဗျာနော်ဒါကတော့ရှေးကိုအစင်လာနဲ့ကျွန်တော်တို့အိမ်တော်ပြုကြတဲ့ခါပေါ့အဲ့တော့ခုနကတော့စတိုရီထဲမှာဆိုရင်အမေဖြစ်တဲ့သူကလည်းဒီသဘောတွေကလက်ကင်ထားပြီးတော့ပြောတာပေါ့နော်တမီးဒီပစ္စည်းတွေကအနေနဲ့ငါလည်းတော့မသက်ဆိုင်တော့ဘူးနင့်ရဲ့အိမ်တော် နင်တို့ရဲ့မိသားစုကိုပဲပေးလိုက်ပါအဲ့လိုနေမှာမသက်ဆိုင်တော့ဘူးလို့ပြောခြင်းသည်ဒီသဘောတရားလေးကိုလက်ဆုပ်လက်ကမ်းပြုထားတာโอเคအဲ့တော့ဒါကကျွန်တော်တို့ဖြေရှင်းရမယ်တွေးတောရမယ် problem တော့ခုပဲအဲ့တော့နောက်တစ်ချက်ကခုနပြောတဲ့ရှေးယိုထုံးစံနဲ့ကျွန်တော်တို့ဒီခစ်တဲ့အိမ်တောင်ကြီးဆိုတော့ခစ်တဲ့အိမ်တောင်ကြီးကြတော့ဒါကတော့အခုလက်ရှိခစ်သဘောတရားရဖြစ်နေတဲ့အချက်လေးကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်တို့အိမ်တော်ပြုတ်ချရတယ်ဆိုတာဗျာ တယောက်နဲ့တယောက်နဲ့ပုံစံတူချင်လဲတူမယ်မတူချင်လဲမတူဘူးချမ်းသာတာလည်းဖြစ်မယ်ဆင်းရဲတာလည်းဖြစ်လိမ့်မယ်ဒီထဲမှာလည်းကျွန်တော်တို့အာနိုင်ငံရောက်နေတဲ့သူတွေရှိတယ်လို့မြန်မာပြည်မှာနေတဲ့သူတွေလည်းရှိလိမ့်မယ်ပြီးရင်ဝန်ထမ်းတွေလည်းရှိလိမ့်မယ်တာမန်အယက်သားလည်းရှိလိမ့်မယ်ဒါမျိုးလေးပေါ့နော် မတူညီတဲ့အနေထားလေးတွေကနေကျွန်တော်တို့အိမ်အောင်ပြူကြရတာအဲ့ဒီချိန်မှာကျွန်တော်တို့လက်ရှိလုပ်နေတဲ့အလုပ်ခိုင်ကိုယ့်ရဲ့ဘဝရည်တည်ရှင်သန်ရေးအတွက်ရှာဖွေနေရတဲ့စီးပွားရေးတွေနဲ့သက်ဆိုင်ပြီးတော့ကိုက ခေတ္တရနော်ခေတ္တရမှာအာဝင်ဝင်တစ်ခုတော့မဟုတ်တစ်ခုခုကိုအခြေခံလိုအပ်ချက်တွေဖြည့်ဆည်းနေတဲ့အချိန်မှာဒီအိမ်ထောင်ပြုတ်လိုက်ခြင်းကြောင့်အဲ့ဒီအိမ်ထောင်ဖတ်ရဲ့တစ်ဖက်ကိုကိုယ့်ရဲ့လက်ရှိအလုပ်တွေလွတ်ပြီးတော့လိုက်နေတင်သလားလိုက်နေမှဖြစ်မှာလားလိုက်မနေရောဘာဖြစ်မှာလဲဒါလေးလေကျွန်တော်တို့စဉ်းစားမယ်ကိစ္စလေးပေါ့နော်ဆိုတော့ခေတ္တအိမ်ထောင်ခေတ္တဒီအိမ်ထောင်ရေးအရာရောင်းနှောင်းစတုံးပါပဲဖြစ်ဖြစ် စတုံးတော့ရောင်းပါတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အမြင်အရဆိုလို့ရှိရင်တော့ဒါကိုမကန့်ကွက်ဘူးသို့တော့ရှေ့မှာ ပြောခဲ့တဲ့အချက်တွေအရကျွန်တော်တို့ကကိုယ့်အတွက်ကိုကြည့်ပြီးတော့ကိုယ့်မိသားစုကိုပဲဟာလာ free လောက်သားအနေနဲ့လာပြီးပြုစုပေးဖို့ပဲတမင်ရည်ရွယ်ပြီးခေါ်တယ်ဆိုရင်တော့ဒါကိုတော့ကျွန်တော်လက်မခံဘူး။ဒါကြောင့်လဲဆိုတော့နှစ်ဖက်လုံးမှာမိသားစုရှိရယ်နော်။အဲမိမကလည်းသူ့ရဲ့ဖေမေ ယူကမောင်မားတွေထောက်ပံ့ပေးခြင်းလို့အဲယောက်ျားကလည်းသူ့ရဲ့မိဘတွေတားကောင်းတယောက်အနေနဲ့လည်းမိဘတွေကိုကျွန်တော်တို့ကဒါထောက်ပံ့ပေးခြင်းနဲ့ဆန္ဒဆိုတာလူတိုင်းရှိကြတာပဲဒီတော့မျက်မြန်တာတာတွေ့ရမှာပေါ့နော်မျက်မြန်တာတာတွေ့ရမယ်အဲ့တော့ဒီထဲမှာ comment လေးတစ်ခုရေးထားရှယ်ပါလဲဆိုရင်တမတ်ကတဲ့တားကောင်းတယောက်ဖြစ်လာနိုင်ပြီမဲ့ချွေးမကတမင်းကောင်းတယောက်ဖြစ်မလာနိုင်ဘူးဆိုတော့မေး comment လေးပေါ့နော်အဲ့တော့သူ့ကို reply ပြန်ထားလေးရှိတယ်ဆိုတော့ ဒီအရာကတော့နည်းနည်းလေးဒါတစ်ဖက်ဆုံးရောက်တယ်ဆိုတာပေါ့နော်ဒါကိုလည်းကျွန်တော်သိသဘောမခွေဘူးအာတမိကောင်းတယောက်ဖြစ်လာဖို့ဆိုရင်ဒီချွေးမကန်အပေါ်မှာကျွန်တော်တို့ထားတဲ့အတ္တတွေပေါ့နော်အတ္တတွေကိုကျွန်တော်တို့ကရှော့ဖို့လိုတယ်အဲ့တော့ရောက်ခမာတွေပေါ့နော်ရောက်ခမာတွေဘက်ကဒီတမိပဲဖြစ်ဖြစ်နော်ချွေးမဖြစ်တမတ်ပဲဖြစ်ဖြစ်သူတို့ကိုကိုယ့်ရဲ့တာရင်တမိရင်လို့ဆက်ဆံနိုင်ဖို့လိုအပ်တယ်မဆက်ဆံနိုင်ဘူးဆိုရင်တော့ခုနပြောသလိုတာကောင်းလဲဖြစ်မလာဘူးလို့အာတမတ်ကောင်းလဲ ့ဖြစ်လာမှာမဟုတ်ပါဘူးဗျာအဲဒါလေးကိုလည်းကြားပြပြောချင်တယ်ပေါ့နော်โอเคအဲ့တော့ခုနခစ်တဲ့အိမ်ထောင်ရေပြန်သွားရမယ်ဆိုလို့ရှိရင်ဒီခစ်တဲ့အိမ်ထောင်ရေမှာကျွန်တော်တို့ကအဖြူအမဲနော်အဲအမဲနဲ့အဖြူပြီးတော့ဟလာအဝါနဲ့အနီးဒါမျိုးပေါ့နော်ကျွန်တော်တို့အာဘတ်တွေဘတ်တွေအများကြီးရှိတာပေါ့ဗျာအဲ့ဒီခစ်ခါမှာကျွန်တော်တို့ကဒီနှလုံးသားကဖြစ်လာတဲ့အခြေရေးကြောင့်ကျွန်တော်တို့ရဲ့နောက်ွယ်ရဘက်ကရောင်းနေချောင်းကျွန်တော်တို့တွေဒီအာရောင်းနောက်စရုံးပါခြင်းဖြစ်နိုင်တယ်လို့စရုံးနောက်လည်းရောင်းပါတာလည်းဖြစ်နိုင်ပါတယ် ပြီးတော့ငွေကြီးနဲ့ခရဲ့စိုးရုပ်လာတဲ့ဟိုအခြေအနေသဘောတရားတွေကြောင့်ကျွန်တော်တို့မှာရှောင်လွှဲလို့မရတဲ့ပြဿနာတွေလည်းရှိပါတယ်။ဒါကြောင့်မလို့အိမ်တောင်ဖြစ်လာပြီဆိုလို့ရှိရင်ဒီလူမျိုးပြဿနာကြုံလာရပြီဆိုလို့ရှိရင်အချင်းချင်းနားလည်မှုနဲ့ respect ပေါ့နော် respect ကိုထားဖို့လိုတယ်။ပြီးရင်ညီတူညမျှတူဆိုတဲ့စကားလုံးမှာအဲ့ဒါလေးကိုကျွန်တော်ဘယ်လောက်ထိ balance မျှမလဲဆိုတာလေးကိုစဉ်းစားဖို့လိုတယ်။ဥပမာအဖြစ်ပြအမျိုးသားက သူ့ရဲ့နေတော့မသူလှုပ်လှုပ်တဲ့နေရာမှာသူအလုပ်ဆက်လုပ်တယ်။နောက်အမျိုးသမီးဖြစ်တဲ့သူကလည်းတနေရာမှာလှုပ်လှုပ်တယ်။သို့တော်လည်းနိုင်ငံရဲ့အခြေအနေကတခုခုကြောင်းကြောင်းကြပါဘောနော်။ကျော်တို့မမျှော်လင့်နိုင်တဲ့ကိစ္စတွေကြောင့်အမျိုးသားကဒီမှာနေရာဆက်မဖြစ်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအမျိုးသမီးနောက်သွားပြီးနေတဲ့နေရာမှာပဲ။အဲ့လိုပဲဖြောင်းပြန်ပြန်စဉ်းစားနေတယ်။အမျိုးသမီးကလည်းအမျိုးသားဘက်သွားနေတဲ့နေရာမှာပဲ။အဲအတူတူနေနိုင်တော့အကောင်းဆုံးပါဗျာ။ဒါကြောင့်မလို့ကျွန်တော်တို့ကအိမ်တော်ပြုတ်တဲ့အခါဘသူကဘသူနောက်လိုက်ရမယ်ဘသူကဘသူနောက်လိုက်ရမယ်ဆိုတာကိုအဓိကမစဉ်းစားနဲ့အဲ့တော့ ဘာကြောင့်လိုက်နေတင်တာလဲဘာကြောင့်ဒီအရာကနှစ်ဦးနှစ်ဖက်အကျိုးရှိမှလဲဆိုတာကိုဦးစားပေးပြီးစဉ်းစားပြီးတော့အဲ့ဒီအချိန်မှာဒီ respect နဲ့တရားတယောက်ဒီနားလည်မှုပေါ့နော်နားလည်မှုနဲ့ respect ကိုလေးစားမှုကိုထားရမယ်လို့ကျွန်တော်ဒါယူဆပါတယ်ဆိုတော့အဲ့တော့ respect ဆိုတာဘာလဲနော် respect လေးစားမှုဆိုတာကတော့တစ်ဖက်လူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်နဲ့တစ်ဖက်လူတစ်ယောက်ရဲ့ရရှိလာတဲ့အောင်မြင်မှုတွေကိုကိုကဒါလေးစားပေးတာ เนาะသူ့ခံယူချက်ကိုကိုကဘာမှသွားပြီးတော့မပြောတာတင်းအနေနဲ့သူ့ခံယူချက်ကိုမှန်တယ်မှားတယ်စိတ်ထဲမှာထားလို့ရတယ်ဒါပေမဲ့သူ့ဘဝမှာသူဖြတ်တန်းလာတဲ့ကိစ္စတွေကိုတင်းကဟိုသွားပြီးတော့ကျွန်တော်တို့ criticize လုပ်လို့မရဘူးဒါလေးကိုပြောချင်တာเนาะ respect ဆိုတာကเนาะအဲအဲ့ဒါလေးနားလည်မထင်နဲ့เนาะဆိုတော့အဲ့တော့ပြန်ပြီးတော့နှစ်ချုပ်အောင်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောသွားတဲ့ချက်ထဲမှာအရင်ဆုံးဒီမျိုးသမီးဘက်က အမျိုးသားတော့အများနဲ့လိုက်နေရမယ်ဆိုလို့လည်းမဆိုလိုဘူးအမျိုးသားကလည်းအမျိုးသမီးကိုအများတန်းငါအိမ်ရောက်လာတဲ့ခါကြလို့ရှိရင်ငါမိသားစုလှုပ်ကြွေးငါမိသားစုနဲ့တည့်အောင်ပေါင်းဆိုပြီးတော့လည်းပြောလို့မရဘူးအဲ့တော့ပြောင်းမယ်ပြန်စဉ်းစားမယ်ဆိုရင်လည်းအမျိုးသားဒီလေအချိန်နေအကြောင်းအရာရည်တည်ရှင်တန်ကိုခက်ခဲနေရဆိုလို့ရှိရင်အမျိုးသမီးရှိတဲ့နေရာကိုတွားနေတဲ့နေရာမှာပဲဒါမျိုးလေးပေါ့နော်အဲ့နောက်တစ်ခုကကြတော့ဒီအကောင်းဆုံးဒါ တော်တော်များများဖြည့်ရှင်းတဲ့နေရာတော့မလဲဆိုလို့ရှိရင်အိမ်တောင်ကြပြီဆိုရင်တော့မိသားစုနဲ့စပြီးခွင်နေခြင်းပဲဖြစ်ပါတယ်အဲ့တော့တဖက်မိဘလုံးကိုကျွန်တော်တို့ကဝင်ရောက်ပတ်သက်ဆက်နွယ်မှုမပါဘူးအဲ့တော့ဒီမိသားစုလင်းနဲ့မရနှစ်ယောက်ကဲဆုံးဖြတ်ချက်တိုင်းဒီအဲနှစ်ဖက်မိဘပေါ်မှာညီတူမျှတူနဲ့ကျိုးတက်ရောက်နေမယ်ဆိုလို့ရှိရင်တော့အဲဒါလေးကตายရတဲ့အိမ်တော်ကြီးတစ်ခုပြဿနာတစ်ခုဖြစ်လာရင်တော့ဒီမိသားစုနှစ်ယောက်ကပဲတည့်ရဖြစ်ရှင်းတဲ့လေလို့ကျွန်တော်ယူဆပါတယ်ဗျဟုတ်ကဲ့ အဲ့တော့ကျွန်တော်မေခွန်းလေးနေနဲ့မေးချင်တာကတော့အခုဒီလာကြည့်နေတူရဲမှာဥပဒေရကျွမ်းကျင်နေတူတွေပဲဖြစ်ဖြစ်เนาะဒီရှေ့နေတွေပဲဖြစ်ရှိနေဆိုလို့ရှိရင်ဒီမေခွန်းလေးတွေကျွန်တော်ဖြည့်ဆည်းချင်ပါတယ်။ဘာလဲဆိုလို့ရှိရင်တော့တမီးစားဘွားတော်ကနှစ်ဦးရဲ့ပိုင်ဆိုင်မှုတွေเนาะပြီးလို့ရှိရင်တမီးစားဘွားကလည်းအိမ်အောင်ကြလာတဲ့အခါမှာရရှိလာတဲ့ပိုင်ဆိုင်မှုတွေเนาะနောက်ဆုံးအဲ့ဒီနှစ်ဦးကပြန်ပြီးတော့ဟလာဟိုကွဲခြားတဲ့အချိန်အိမ်အောင်ကွဲတဲ့အချိန်မှာအဲ့ဒီပိုင်ဆိုင်မှု ဘယ်လိုမျိုးခွဲဝေတယ်လဲဘယ်လိုမျိုးတွေလုံဆောင်တယ်လဲဘဲဥပဒေတွေကတော့ဘာတွေရှိတယ်ဒါလေးတွေကိုကောမန်လေးမှာဖြစ်ဖြစ်ရေးပေးစီခြင်းပါတယ်ကျွန်တော်ကရှင်းနေတရားမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်ဥပဒေနဲ့ပတ်သက်လို့နားမလည်ပါဘူးဆိုတော့ဒါလေးတွေကိုလည်းဆွေးနွေးခြင်းပါတယ်ဒါကြောင့်ကောမန်လေးမှာလာရေးပေးဖို့ကျွန်တော်ပြောလင့်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ data ရဲ့ထက်မှာဒီ relationship အကြောင်းလေးလည်းကျွန်တော် content လေးဖန်တီးပြပြောဆိုနေပါတယ်ဒါအပြင်ကျွန်တော်ဒီလိုမျိုး ် online မှာတက်လာပြီးတော့ပြောရဲဆိုရဲဖြစ်ဖို့ကျွန်တော်လိုမျိုးပဲ presentation ကောင်းကောင်းလုပ်ဖို့ကျွန်တော်သင်တန်းလေးလည်းဖွင့်ထားပါတယ်အဆင်ဝင်သားလည်းဆိုရင်ချက်ပေါက်မှာလာပြီးမေးနိုင်ပါတယ်ဟုတ်ကဲ့ဒီလောက်ပါပဲအားလုံးစီမေကြပါစေ